ီရာဒီမာဂိုးပောင်ဝင်ပတ်သက်မှုဇာမာဦးဆောင်နေတဲ့ဆာလာနဲ့ရာဖင်ညာဒီဒီဘက်ကစားခဲ့တဲ့2026ကမ္ဘာဖလားချီချီပွဲတွေမှာဂိုးလဲသွင်းဂိုးလဲဖန်တီးခဲ့ကြတဲ့နေမျိုးကသာသမာနှဦးရှိပါတယ်သူတို့နှစ်ဦးကဥရောပထိပ်တန်းလိပြိုင်ပွဲတွေဖြစ်တဲ့ပရီးမီးယားလိနဲ့လာလီဂါမှာအသီးသီးခြေစွမ်းပြကစားနေကြတဲ့ဆာလာနဲ့ရာဖင်ညာတို့ဖြစ်ကြပါတယ်ဘာစီလိုနာတင်းရဲ့ဘရာဇီးတောင်းပန်သာသမာရာဖင်ညာဟာဒီဒီဘက်2026ကမ္ဘာဖလားချီချီပွဲဘရာဇီးကကိုလံဘီယာကို3-0နဲ့နိုင်ရရှိခဲ့တဲ့ပွဲမှာပင်လယ်ကနေဒီဂိုးသွင်းတဲ့ဂိုးဖန်တီးခဲ့ပြီးနောက် ဒီရာဇီကလပ်နဲ့လက်ရွေးစင်တင်းမှာဂိုးပောင်ဝင်ပတ်သက်မှုစုစုပေါင်းဂိုး90အထိရှိလာခဲ့ပြီဖြစ်ပါတယ်။ရာဖီနာကဒီရာဇီအတွင်းကလပ်အင်းနဲ့လက်ရွေးစင်တင်းမှာ32ဂိုးသွင်းပြီး16ဂိုးဖန်တီးထားတာဖြစ်ပါတယ်။ထိတ်တန်းစင်ပြိုင်ပွဲတွေမှာပါဝင်ကစားနေတဲ့ကစားသမားတွေထဲမှာရာဖီနာထက်ဂိုးပောင်ဝင်ပတ်သက်မှုပိုများတဲ့ကစားသမားကပရီးမီးယားလိဂ်ကလီဗာပူးတင်းရဲ့အီဂျစ်တိုက်စစ်မူဆာလာတဦးတည်းသာရှိပါတယ်။အီသီယိုးပီးယားကို2ဂိုးကိုမရှိနဲ့အနိုင်ရရှိခဲ့တဲ့အီဂျစ်ပွဲမှာတဂိုးသွင်းတဂိုးဖန်တီးခဲ့ပြီးနောက်ဆာလာရဲ့ဒီရာဇီကိုပေါဝင်ပတ်သက်မှုက58ဂိုးအထိရှိလာခဲ့ပါတယ်။ ဆလာဟာဒီယာဒီတွင်းကလပ်အသင်းနဲ့လည်းရွေးချယ်အသင်းမှာ35ဂိုးသွင်းပြီး23ဂိုးဖန်တီးထားတာဖြစ်ပါတယ်။ဒီယာဒီတွင်းကလပ်အသင်းနဲ့နိုင်ငံလည်းရွေးချယ်အသင်းတို့ကဂိုးပေါဝင်ပတ်သက်မှုအများဆုံးကစားသမားဆင်းရဲမှာဆလာနဲ့ရာဖင်ညာတို့နှစ်ဦးသာဂိုး90နဲ့အထက်ဆွမ်းဆောင်နိုင်သူတွေဖြစ်ရှိနေပြီးကျန်ကစားသမားတွေကတော့လက်ရှိမှာဂိုး90အောက်သာဆွမ်းဆောင်ထားနိုင်ပါတယ်။ဆလာနဲ့ရာဖင်ညာတော့တတိယနေရာမှာဟာရီကိန်းက45ဂိုးနဲ့ရှိနေပြီးနောက်မှာဟာလန်နဲ့လီဝန်ဒေါစကီတို့က42ဂိုးစီနဲ့အတိအကျရည်တည်နေကြပါတယ်။ဒီမှာဒီနေ့တက်တဲ့အမားကိုချက်ပြတ်ပြီး